လူတွေဟာထက်ခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘအပေါ်စိတ်ရှိခြင်းမရှိသေးညီကိုမောင်တို့အချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိကနေရှိ စိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုရှင်းချဖို့လိုအပ်တယ်ပေါ့ ဘာနဲ့ရှင်းချရမလဲလို့ဆိုလို့ရှင်အမှန်တရားကိုစင်ရင်သုံးသက်ခြင်းဖြင့်လဲရှင်းချနိုင်တယ်။ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသက်ခြင်းဖြင့်လဲရှင်းချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသက်ခြင်းဖြင့်လဲရှင်းချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲ။အပြစ်ကိုဘယ်တော့မှ မရှုနဲ့။ကောင်းတဲ့ကွက်ကလေးကိုသာရှု။ con với cô cha mít ta vô quá